ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ April 10ရက်နေ့ဒီနေ့မှာကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးခြင်းနဲ့အကြောင်းကအာဇာနည်သူရဲကောင်းတို့မဟုတ်ညမျက်စွာအသက်ပေးလူခဲ့တဲ့ရဲဘော်ဘီလုံအကြောင်းကိုတင်ပြပေးမှာပါကျွန်တော်အင်းတော်မျိုးသိမ်းတိုက်ပွဲမှာအကြမ်းဖက်ဖက်စစ်ခွေးတက်ရဲ့နောက်ဆုံးဂျပန်လှိုင်းကူဂုံးကို တက်ခိုက်သိမ့်ပိုက်နေတဲ့အချိန်မှာရန်သူကပြစ်လိုက်တဲ့လက်ပစ်ဘုံကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအနီးကိုကြိုက်အောင်လာပါတယ်ကျွန်တော်ရဲဘော်ရဲဘက်တွေကိုကာဝယ်ပေးဖို့အတွက်အဲ့ဒီလက်ပစ်ဘုံကိုခုံအုပ်ပြီးတော့ကျွန်တော်ရဲဘော်ဒေဝီကိုကာဝယ်ပေးပြီးသူ့ရဲ့အသက်ကိုမြင့်မြတ်စွာဆုံးလုံခဲ့တဲ့ရဲဘော်ဘီလုံးအကြောင်းကိုဂုံယူစွာတင်ပြပေးမှာပါနောက်တဲ့ဇင်းတစ်ခုကတော့ ဂူအောင်တမမှုအောင်တက်ဦးနဲ့အချမ်းဖတ်စစ်ခွေစစ်တုံးဘန်းတွေရဲ့နောက်ဆက်တွဲအကြောင်းတွေကိုတင်ပြပေးမှာပါဒါအပြင်ဒုတိယကမ္ဘာစစ်လက်ကျန်ဂျပန်လှိုင်ကူဂုံးမှာခိုင်ခိုင်မာမာတဆွဲထားတဲ့အချမ်းဘတ်ဖတ်စစ်ခွေငစနူကောင်တွေကိုဘလို့တုတ်တင်ခဲ့လဲဆိုတဲ့ ိုက်ပွဲအခြေအနေတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအုံးချင်းစီတိုင်းကိုဒလေတစားဖိတ်ခေါ်လိုက်ပါတယ်။ကြောက်ခုရိုင်းတော့ဒီတော့ကြောက်ပြီးတော့ပြောနေပါဘူးပါတော့။ ွင့်မိပါတယ်ပျော်ရလားကျွန်တော်တော့အယမ်းပျော်တယ်ဒီလိုလိုပဲကျွန်တော်တို့ရဲဘော်တွေအယမ်းကိုပျော်တယ်အယမ်းကိုပျော်တာထက်ကျွန်တော်တို့ရဲဘော်တွေဒီဗီဒီယိုဖိုင်တွေကိုကြည့်ပြီးတော့အယမ်းကိုတက်ကြွနေတယ်ကျွန်တော်တို့အခုချိန်မှာဘယ်အရာမှကျွန်တော်တို့လူငယ်တွေကိုတားလို့မရတော့ဘူးဒါဟာကျွန်တော်တို့လူငယ်တွေရဲ့လက်ရှိ ဖြစ်နေတဲ့ခံစားချက်ကြောင့်မိဘတွေကိုပထမဦးစွာတင်ပြပေးချင်တာပြီးခဲ့တဲ့ချက်တွေမှာ နိုင်ငံရေးကစားကွက်တွေပြည်ရွယ်တွေစည်ရေးတွေဆိုတော့ဒီချင်းတွေချားရဲမှာကျွန်တော်ရဲ့ပြည်သူတွေဘလောက်ထိစိတ်တော့ကရောက်ခဲ့ရလဲကျွန်တော်ငလင်တန်သိမ့်နေတဲ့အချိန်မှာကျွန်တော်ကူညီရမဲ့ကဲဆယ်ရမဲ့ဖြစ်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေဘလောက်တောင်ဒုက္ခရောက်ခဲ့လဲကျွန်တော်ရဲဘော်လူငယ်တွေအရန်နားလဲစာလံမိပါတယ်ဒါကြောင့်လဲပဲ ်ကျောင်းရဲ့မိဘပြည်သူတွေလုံးလုံးမမျောလင့်ထားတဲ့အောင်မြင်မှုကြီးကြီးတွေကိုကျောင်းရဲ့မိဘတွေကိုရှင်းဆုံးချပြခဲ့ခြင်း ဖြစ်တယ်ဒါဟာတိုက်ဆိုင်မှုမဟုတ်ဘူးကျောင်းရဲ့မိဘကျောင်းနိုင်ငံကိုကျွန်တော်တို့ခေကျွန်တော်တို့အရွယ်ကျွန်တော်တို့အချိန်မှာပြောင်းလဲပါမယ်လို့ကျွန်တော်တို့မိဘပြည်သူတွေကိုဂတိပေးခဲ့ပြီးသား ကျွန်တော်ရဲ့ဗီဒီယိုအမြဲတမ်းဝင်ရံပြီးနေတယ်ကျွန်တော်ရဲ့မိဘပြည်သူတွေကောင်းကောင်းမှတ်မိအောင်မယ်ထင်တယ်ကျွန်တော်တို့အချိန်ကျွန်တော်တို့ဖြစ်ကျွန်တော်တို့အပြတ်ဖြတ်ပါဒီပွဲကိုတရုတ်မကတရုတ်ဘိုးရေပါဝင်းစွတ်ဖက်ရုရှားမကရုရှားဘိုးရေပါဝင်းစွတ်ဖက်ကျွန်တော်တို့တောက်ပြီးကိုမဆိုင်ဘူးဒါကြောင့်လည်းပဲဒီကနေ့မှာတော့ကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့အောင်ပွဲကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့အပြုံးမန်းတွေပြန်လဲစင်မြန်း တဲ့အချိန်ကိုချက်ချင်းခေါ်ဆောင်ပေးလာတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ပမာဦးစွာတိုက်ပွဲတွေမှာမြင့်မြတ်စွာတပ်ပေးလူခဲ့ရတဲ့ရဲဘော်ထွေအများပြားကြီးတွေမှာမှအာဇန်နီသူရဲကောင်းတူတို့မဟုတ်ရဲဘော်ပီလိုရဲဘော်ရဲဘက်တွေအတွက်ကာကွယ်ပေးင်းတဲ့ တည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်လေးကိုတင်ပြပေးခြင်းပါတယ်ဟုတ်ကဲ့ပါလက်ပြဘုံကိုခေါ်ဥပြီးတော့ရဲဘော်တွေအတွက်အသက်ပေးလူခဲ့တဲ့တဆိတ်မှုဘီလုံးပြချက်မိပါလေနှလုံးသားရောအုံနောက်ထဲမှာရောစမှတ်ပေးကြပါတဆိတ်မှုဘီလုံး ြုံးလင်တရင်ကအာဇာနီသူရဲကောင်းဒီလုံးကျွန်တော်တို့ရဲဘော်ရဲဘက်တွေ့အတွက်စံပြထိုက်တဲ့ရဲဘော်ဒီလုံးအဲ့ဒီတရင်ကိုမပြောခင်မှာကြောင်းရင်မိမာတွေကိုကျွန်တော်တင်နန်းတက်တဲ့ဖြစ်စဉ်လေးတစ်ခုကိုကျွန်တော်ပြပြပါမယ်အဲ့ဒီတင်နန်းကွင်ကရခိုင်နဲ့တိုက်ခိုက်ရေးတင်နန်းတက်ရောက်နေတဲ့အချိန်မှာပါ ဆိုတော့ကျွန်တော်တို့တွေက6ယောက်ဖွဲ့6ယောက်ဖွဲ့ခွဲလိုက်တယ်။တက်ခိုက်ကြီးလုံနေတဲ့အချိန်မှာလေ့ကျင့်ရင်အချိန်တွေမှာဆိုတော့အဲ့ဒီ6ယောက်ဖွဲ့ဟာဒါကျွန်တော်တို့လူဖန်းနီလူချုပ်နီလူတက်နီစတဲ့နီမျိုးစုံကိုအဖွဲ့လိုက်လေ့ကျင့်သင်ယူရတယ်ပြီးတော့တဖွဲ့ချင်းတဖွဲ့ချင်းလဲရှင်ပြိုင်းပြုလုပ်ရတဲ့သင်ခန်းစာတွေအများကြီးပါတယ်ရခိုင်နေသင်တန်းပေးတာကျွန်တော်ရင်ပြပါရှေ့ကျန်းဆိုတော့ အဲ့ဒီမှာရခိုင်တဆုတဆုကကျွန်တော်တို့6ရောက်အဖွဲဖွဲထားတဲ့ဖွဲမှာသူတို့ကသူတို့ရဲ့ဒါတဆုတဲကရခိုင်မိပြတွေကိုကျွန်တော်တို့ရဲ့အနီးကပ်ထည့်ပေးထားတာဆိုတော့ကျွန်တော်တို့6ရောက်အဖွဲကိုခေါ်ခေါ်ပြီးတော့သူ့လက်ထဲမှာဂဲလုံးလေးလက်သီးစုပ်အရွယ်ဂဲလုံးလေးပါလာတယ်။ဆိုတော့ဂဲလုံးလေးကိုကျွန်တော်တို့ပြတယ်။ဒီမှာတဲ့ငါကင်လာတဲ့ဂဲလုံးကိုမင်းတို့လက်ပစ်ဘုံလို့တတ်မှတ်လိုက်ပါတယ်။ ရခိုင်ဒံလေးနဲ့ကျွန်တော်တို့ပြောတာဒါပေမဲ့ဗမာလိုကောင်းကောင်းပီတာလေကျွန်တော်တို့၆ရောင်လုံးကောင်းကောင်းနားလေတယ်ဆိုတော့ဒါလက်ပြဘုံတော့မင်းတို့မြင်လားဟုတ်ကဲ့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့ကျွန်တော်တို့၆ရောင်ဝိုင်းထားတဲ့အလေကိုအဲ့ဒီလက်ပြဘုံကိုပြစ်ချလိုက်တယ်လက်ပြဘုံလိုသတ်မှတ်ထားတဲ့ဂဲလုံးကိုပြစ်ချလိုက်တယ်ကျွန်တော်တို့ဘာမှကြုံမပြောထားဘူး လက်ပြုံပစ်ချကျွန်တော်တို့ဂျာရုံလက်ပြုံကိုရောက်လာတယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်ရမလဲဘာမှကိုကျွန်တော်တို့ကြုံပြောတာဟုတ်ဒါပေမဲ့ကျွန်တော်တို့6ယောက်အဖွဲ့တဲကလူငယ်တယောက်ဟာအဲ့ဒီလက်ပြဘုံကိုခုံအောင်လိုက်ပါတယ်ကျန်တဲ့9ယောက်ကြောင်ပြီးတော့ကြည်နေခဲ့တယ်ဘုံမွေးလေးနေပြောတာကျွန်တော်ရင်ပြီးပါကြောင်ပြီးတော့ကြည်နေတဲ့ကြည်နေတဲ့မတည့်ရကြည်မိတဲ့အဲဒီမှာကျွန်တော်ရဲဘော်ရှမ်းလေးလည်းပါတယ်တင်လန်းခွင်ထဲမှာ ။အကျွန်ရဲ့မိဘပြည်သူတွေကျွန်ရဲ့ဗီဒီယိုကိုကြည့်နေတယ်။ဆိုတော့ကျွန်ရဲ့မိဘတွေကျွန်တော်အဲ့ဒီလက်ပြဖုံးကိုခေါ်ထုတ်တဲ့သူမဟုတ်ဘူးကျွန်တော်ရဲ့မိဘ။ခေါ်ထုတ်တဲ့သူမဟုတ်ဘူး။ကျွန်တော်တွေးဝေးစွာငေးမောနေစေအချိန်မှာပဲလူငယ်တယောက်ကအဲ့ဒီလက်ပစ်ပုံကိုခေါင်းလိုက်တယ်အဲ့ဒီဖြစ်စဉ်ကျွန်တော်သင်တန်းမှာကျွန်တော်တကယ်ဖြစ်ခဲ့တာပါ ကျွန်တော်တို့ဟာအမြဲတမ်းကျွန်တော်တို့ရဲ့အသက်တွေကိုကျော်ရွှင်စွာပေးဖို့အတွက်အစင်သင်ဖြစ်နေကြတဲ့လူငယ်တွေပါဒါလေးကိုကျွန်တော်မိဘတွေကိုကျွန်တော်သိအောင်ပြောခွင့်ရတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းအရန်ခံစားရတယ်ဒီသင်းကိုကြားတဲ့အချိန်မှာ ကျွန်တော်လည်းလေ့ကျင့်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တိုက်ပွဲတွေမှာတော့ခုလိုဖြစ်ပြမျိုးတော့ကျွန်တော်မကြုံတွေ့ခဲ့ဘူးတကယ်လို့ကြုံတွေ့ခဲ့မယ်ဆိုရင်ကျွန်တော်တို့လေ့ကျင့်ခဲ့တဲ့အချိန်တွေနဲ့အဲ့ဒီမှတိခဲ့ရတဲ့သင်ခန်းစာတွေဆိုတော့အဲ့ဒီရခိုင်ဆရာကကျွန်တော်တို့ကိုလက်ညှိုးထိုးပြီးတော့ပြောတယ်မင်းတို့ဘာလုပ်နေတာလဲကျွန်တော်တို့ဘာလုပ်ရမှန်းကိုမသိဖြစ်သွားတာကျွန်တော်တို့ကလည်းပုံမှန်လေးလေးပြောပါတယ်ဒီမှာတဲ့မင်းတို့အတွက်အသက်ပေးသွားပြီ ဲ့တော့မင်းတို့သိရမှာတဲ့အခုတိုက်ပွဲကနှစ်ပေါင်းများစွာငါတို့တွေဆင်နွှဲခဲ့ကြတယ်နှစ်ပေါင်းများစွာငါတို့တွေတိုက်ခဲ့ကြတယ်ဒါပေမဲ့အခုမင်းတို့မြို့ပြကလူငယ်တွေရောက်လာတယ်မင်းတို့ပြည်မကလူငယ်တွေငါတို့စီရောက်လာတယ်ငါတို့အားရှိတယ်ဆိုတော့မင်းတို့နဲ့ငါတို့နဲ့ပေါင်းပြီးတော့အဲ့ဒီအာနာယူအုပ်စုကို တေချာပေါက်ငါတို့ချိန်မုံနိုင်တယ်အဲ့ဒီကဲကကျွန်တော်တို့ကတည်ပြီးသားအဒီချမ်းဖက်ဖက်စစ်ခွေးတက်ကိုအမှုတ်ကျိတ်နိုင်တာကျွန်တော်တို့ရဲ့ရင်ထဲမှာတည်ရှိပြီးသားဆိုတော့ဒီတင်ကန်းစာမှာကျွန်တော်တို့ရလိုက်တာကတကယ်လို့ဒါစမြေပြင်တနေရရာမှာခုလိုမျိုးကျွန်တော်တို့ကြုံခဲ့မယ်ဆိုရင် ကျွန်တော်တို့စိတ်ကိုကျွန်တော်တို့အဲ့ဒီအချိန်တည်းကတခါတည်းအမိတ်ပေးထားတာရေဘောရှန်လေးမင်းလည်းပဲပိဆက်ဖို့အစဉ်နဲ့ဖြစ်ပြီဆိုတာမျိုးပါဆိုတော့အခုဖြစ်စဉ်မှာစကိုင်းတိုင်းအင်းတော်မျိုးသိမ့်တိုက်ပွဲအတွင်းမှာရန်သူကပြစ်ခတ်ပြီးတော့ဝင်ရောက်လာတဲ့လက်ပြဘုံတလုံးအဲ့ဒီလက်ပြဘုံဟာကျွန်တော်တို့တပ်ဖွဲ့ဝင်အနည်းကိုကြောက်လာပါတယ်ကြောက်လာခြင်းမှာအဲ့ဒီရဲဘော်ဘီလုံး တွေ့လိုက်ပါခြားတော့ရဲဘော်တွေ့လဲတွေ့ကောင်းလဲတွေ့ပါမယ်ဆိုတော့ကျွန်တော်သင်တန်းမှာတကယ်ဖြစ်ခဲ့ရတဲ့အဖြစ်ပြက်လေးနဲ့နှိုင်းရှင်ပြောနေတယ်ဆိုတာကကျောင်းရဲဘော်တွေဟာဒီလိုမျိုးလေ့ကျင့်ခဲ့ဘူးတဲ့ရဲဘော်တွေရှိတယ်ပါတယ်ဒါပေမဲ့အချို့သောသင်တန်းကွင်တွေမှာမသိခဲ့တဲ့မလေ့ကျင့်ခဲ့ရတဲ့ရဲဘော်တွေလည်းပါတယ်ဆိုတော့ဒီလိုမျိုးမက်မက်ထပ်ပြီးတော့ရောက်လာတဲ့အချိန်မှာ ကျွန်တော်သာဆိုရင်လည်းပဲအစင်သင်ဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တတိသင်တန်းအချိန်ကိုအခုချိန်ထိအမှတ်ရနေတယ်။ငါဘာကြောင့်အဲ့ဒီလက်ပစ်ဘုံခုတ်ပုတ်ခဲ့တာလဲဆိုတာမျိုးကိုကျွန်တော်ရင်မသိစိတ်ထဲမှာနောင်တတစ်ခုလိုမျိုးရနေလဲဆိုတာကိုကျွန်တော်ဝန်ခံပါတယ်ဆိုတော့ရဲဘော်ဘီလုံးနေရာမှာကျွန်တော်သာဆိုရင်လည်းပဲ ်အခုလိုမျိုးလုံရက်မျိုးကိုတေချာပေါက်လုံဖြစ်မယ်လို့ထင်မြင်မိပါတယ်ဆိုတော့ခြားသောရဲဘော်တွေလဲကြောင်ကောင်းလဲကြောင်နေပါလိမ့်မယ်ဆိုတော့အဲ့ဒီအချိန်မှာရဲဘော်ရဲဘက်တွေမထိခိုက်ဖို့အတွက်အဲ့ဒီလက်ပစ်ဘုံကိုခုတ်အုပ်ပြီးတော့ရဲဘော်တွေကိုကာဝယ်ဖို့သူ့ရဲ့အတက်ကိုပေးခဲ့တယ်ဒါကျွန်တော်တို့နိုင်ငံတွင်းထဲမှာအမှန်တကယ်ဖြစ်ခဲ့တာပါ ဘယ်စစ်ကားကိုမှကျွန်တော်ပြောနေတာမဟုတ်ဘူးဘယ်သမိုင်းကိုမှပြန်ပြောနေတာမဟုတ်ဘူးအခုကျွန်တော်ခန္ဓာချစ်ကျဲစွာနဲ့တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ကျွန်တော်ပြည်သူကိုနေရအစုံမှရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အရန်ကိုနမဲကြီးပါတယ်ဆိုရဲတမိုင်းစင်လာကြီးပါတယ်ဆိုရဲတမ89 အဲ့လိုកောင်းတွေ ਨੇ တွေ့တဲ့အချိန်မှာကျွန်တော်တို့လူငယ်တွေအခုလိုတုံ့ပြန်ခဲ့ကြတာဒီနေ့သတင်းရဲ့အရေးကြီးတဲ့အကြောင်းကြီးအများကြီးပါပါတယ်ကျွန်တော်မြင်ပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါလို့ကျွန်တော်ကတောင်းဆိုထားတာပါဟုတ်ပြီသူရဲ့ပိဆက်မှုအတွက် ကျွန်တော်တို့မိဘပြည်သူတွေတဦးချင်းစီတိုင်းကလည်းဝမ်းနဲ့နေမယ်လို့ကျွန်တော်ချင်းမိတယ် နှမျောหนีမယ်လို့လဲကျွန်တော်မြင်မိပါတယ်ဒါပေမဲ့ရဲဘော်ဘီလုံးအတွက်ကြောင်းပြီးပါတယ်ဂုံကျူหนีမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ရဲဘော်ဘီလုံးလို့သူရဲ့ခေါင်းမျိုးတွေရဲဘော်ဘီလုံးလို့ပေးဆက်အနစ်နာခံမဲ့ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်ရဲ့မိဘတွေမွေးထုတ်ပေးခဲ့ပြီးသား ါကြောင့်ကျွန်တော်ရဲ့မိဘတွေဂုဏ်ယူပေးပါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိဘပြည်သူညီကောင်မတော်တအူးကြည့်စီတာရဲဘော်ဖီလုံးအတွက်ကွန်မန့်လေးတချောင်းစာလောက်ပဲဖြစ်ဖြစ်ဂျီပီထားခဲ့ပါဟုတ်ပြီရဲဘော်ဖီလုံးဟာဧပြီလ၄ရက်နေ့မနက်ပိုင်းအင်းတော်မျိုးရဲ့အချမ်းဖတ်စစ်ခွေးတက်နောက်ဆုံးခုခံ ထားတဲ့ဂျပန်လှိုင်းကူဂုံးကိုကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေထိုးစစ်ဆင်တိုက်ခိုက်တဲ့အချိန်မှာသူအသက်ပေးလူခဲ့တာပါသူဟာပြင်ဦးလိန်တရင်ကဖြစ်ပါတယ်ဒီဘဘီလုံးရဲ့မိခင်တရင်ကပြင်ဦးလိန်ခရိုင်အမှတ်9.2တရင်ဖြစ်ပါတယ်လက်ရှိပြင်ဦးလိန်တရင်မှတာဝန်ထမ်းဆောင်နေစေသူ့ရဲ့အမတအိုးလဲကြံခဲ့ပါ တို့တော်လန်သောမိသားစုဝင်တွေပါကျွန်တော်လူငယ်တွေအရန်ကိုချစ်ဖို့ခေါ်တယ်ကျွန်တော်လူငယ်တွေပေးဆက်ဖို့အတွက်အငြင်းအစင်နဲ့ဖြစ်နေတာဆိုတော့သူ့ရဲ့အမကသူ့အတွက်ရန်ကိုဂုံယူနေပါလေလို့ဒီကနေ့ထုတ်ဖို့ပြောဆိုလာတယ်သူ့မောင်တိုက်ပွဲမှာညစ်မြစွာအသက်ပေးလူခဲ့တာဘို့တော့အခုကျွန်တော်သတင်းပြောနေတဲ့အချိန်ထိ तू မယုံကြည်သေးဘူး तू လက်ခံလို့မရသေးဘူးမှန်တယ်ကျွန်တော်လက်ခံ तू မယုံကြည်သေးတာကိုကျွန်တော်လက်ခံကျောင်းရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့တကွာလုံးမှရှိတယ်မိဘပြည်သူတဦးချင်းစီတာကျွန်တော်တို့ရဲဘော်တဦးဟာမိမေဆိုအခုလိုမျိုးအသက်ပေးလူခဲ့တာ ကျွန်တော်တို့ရဲ့ရင်ထဲကျွန်တော်တို့ရဲ့နှလုံးသားတွေထဲမှာအခုချိန်ထိသူတို့တွေရှင်သန်နေစေကျွန်တော်နဲ့အတူတင်းနှံတက်ခဲ့တဲ့ရဲဘော်တွေကျွန်တော်တင်းနှံပေးခဲ့ဘူးတဲ့ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေကျွန်တော်တိုက်ပွဲဝင်ခဲ့ကြတယ်ကျွန်တော်ရဲ့ငွေချင်းတွေကျွန်တော်ရဲ့လက်ချောင်းအရင်အတွက်ထက်3 4 5စအသက်တည်ပေးလူခဲ့တယ် ိုရှမ်းရေးကျွန်တော်ထိသွားပြီဟာတိုင်မင်းကိုထိသွားပြီဒီလိုအတန်တွေကကျွန်တော်တို့နှလုံးသားတွေထဲမှာအခုချိန်ရှိနေတယ်ကျွန်တော်တို့နားတွေထဲမှာအခုချိန်ဒီပဲ့တဲ့ထက်နေတယ်ဒါမှကျွန်တော်တို့ဂျင်းနဲ့စွာအသက်ပေးလူခဲ့ကြတာပါ ခါတည်းမှာနားမလဲတဲ့ဒါအချို့ကြီးကျွန်တော်ရဲ့ဗီဒီယိုကို ကြည့်ပြီးတော့ဝင်ရောက်ပြီးတော့သူရဲ့အမြင်တွေနဲ့ပေါ့နော်အပြောဆိုဝေဖန်တာလေးတွေကျွန်တော်တွေ့နေရပါတယ်ဒါပေမဲ့ကျွန်တော်ခွင့်လွတ်ပါတယ်တူးချင်းစီတိုင်းကိုကျွန်တော်အရန်ချစ်ပါတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူညီကိုမောင်မတူးချင်းစီတိုင်းကိုကျွန်တော်အရန်ကိုတန်ဖိုးထားလေးစားချစ်ခင် လုံးလုံးလဲတော်လန်ရေးမှရင်းအချိန်ထိ တိုက်ပွဲဝင်နေခဲ့တာပါခြားသောရဲဘော်လူငယ်တွေကလည်းခုလိုပါပဲဟုတ်ပြီဒါဆိုရင်တော့ရဲဘော်ဘီလုံးဟာကျောင်းတော်လှန်ရေးရဲ့တမိုင်းဝင်တဲ့ကြီးကျယ်တဲ့တိုက်ပွဲအတွင်းမှာပဲကြီးကျယ်မြင့်မြတ်စွာအသက်ပေးလှူခဲ့ပါပြီဒါဆိုရင်တော့ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်လက်ကျန်ဂျပန်လှိုင်ကူမှတက်ဆွဲထားတဲ့အကြမ်းဖက်ဖက်စစ်ခွေးတက်ကိုကျွန်တော်တို့ဘလူတိုက်ခိုက်ချိန်မုန်းခဲ့တာလေဆိုတဲ့အကြောင်းကိုတင်ပြပေးချင်ပါတယ်။ဟုတ်ပြီ။ဒါရီကမပြောခင်မှာတမ80ခုဆိုတာဘလူတမမျိုးလဲဆိုတာကိုကျွန်တော်ရဲ့မိဘတွေအရင်ဆုံးသိရှိဖို့လိုအပ်ပါတယ်။တမ80ခုအမှတ်80ခုချင်းမြန်တမဌာနချုပ်ဆိုတာစစ်တပ်ရဲ့ ပထမဆုံးဖွဲ့တဲ့ချင်းမြန်တက်မှ6ရက်6လ1966 64လုံးမှစတည်ခဲ့တာပါတတန်းကတော့နှစ်ပေါင်း60ဝန်းကျင်ရှိပါပြီဒါကလည်းဒုတိယကမ္ဘာစစ်တုန်းကပြင်သစ် Normandy ကမ်းတက်စစ်စင်ရေးကြီး DD ဖြစ်တဲ့6ရက်6လ1944ကို အားကျပြီးတော့အဲ့ဒီရက်ကိုယူခဲ့တာဖြစ်တဲ့အကြောင်းကို တမ89ရဲ့ပရမာဇုံတမမှုဖြစ်တဲ့ဘိုတိတ်ဆွေခင်ညွတ်ရဲ့ဆရာအရင်ရဲ့စောက်ထဲမှာရေးသားခဲ့ပါလေ89ကိုစောက်ဖွဲ့ခဲ့တဲ့ရွေချက်ကအဲ့ဒီတုန်းကဘကူရုံးမမရှိတဲ့ဘာကပဘိုဌာနချုပ်ကိုခြေမုံးဖို့ပါပဲရွေချက်လဲပြင်းပြောက်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်နှစ်နှစ်အကြာ1968ခုနှစ် ခင်တန်ထွန်ဘူဇေရတို့လိုအဓိကခေါင်းဆောင်တွေကိုရှင်းနေရှင်းခဲ့နိုင်ခဲ့သလို၉နှစ်အကြာ1995မှာ တခင်စဉ်တခင်ချစ်တို့ကိုရှင်းပြနိုင်ခဲ့ပြီးဘကိုးယိုးကဘကိုးယိုးမမှာဘကပစသိမ့်သွားခဲ့ရပါလေအရှိမြောက်ဘကပကိုပထမဆုံးထိုးစစ်ကြီးလို့ပြောရမယ်မင်းရန်အောင်စစ်စင်ရေးကြီးကို1996မှာတမ89ပဲတိုက်ခိုက်ခဲ့တာပါအဲတော့က ်မလာကကျောင်းစင်ဂါဇာပဲရှိပါအောင်မယ်တမ89အောက်ကရှမ်းတစ်အခုခမရ396လို့ထင်မိမိပါတယ်တမ89ကိုဖွဲ့စည်းပြီးစစ်စင်ယူတွေလှုပ်ဆောင်အောင်မြင်ခဲ့ပါတယ်တမ88ကို1969တမ99ကို1968မှာထပ်မံဖွဲ့စည်းခဲ့ပါတယ်ဆိုရမယ့်တမအပူ66ကိုတော့ 1986မှာတည်ခဲ့တယ်လို့ကြားခဲ့ရပါတယ်။နောက်ပိုင်းတမတွေအကြမ်းမဲ့ဖက်စစ်ခွေအများအပြားချိလာခဲ့ပြီမဲ့89 88 69ဟာအကြမ်းမဲ့ဖက်စစ်ခွေတက်ရဲ့အာကိုရဆုံးဝါအရှင်ဆုံးတမိုင်းရှိဆုံးတမတွေပါပဲ။ဘကပနဲ့အရှိမြောက်မှာလူလဲတိုက်နေခဲ့တဲ့ကာလတလျှောက်လုံးအဲ့ဒီတမ၃ခုကိုပဲအဓိကထားပြီးတော့ ဘကပတွေကိုပြန်လဲတိုက်ခိုက်ခဲ့ကြတာပါအခုနေဦးတော်လန်ရေးမှာတမ89 88 69အဲ့ဒီတမသုံးခုလုံးရဲ့တမမှုတွေကိုချိန်မုံတုတ်တင်ခဲ့တာကတမမှုနှစ်កောင်အသေးဖြစ်ပြီးတော့တမမှုတကောင်အရှင်ဖြစ်ပါလေ69တမမှုကအစဉ်ဆက်ကုန်စစ်စင်ရေပြမလှိုင်းမှာပဲမိုးကုန်းမှာတည်သွားခဲ့ရပါတယ် တမ88တမမူကဗမောစိန်လုံးဘက်မှာတည်ခဲ့ရပြီးတော့အခုတမ89တမမူဘုံမူကျုံအောင်သက်ဦးဟာတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေစီမှာအရှင်ဖန်းစီနိုင်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်မိဘပြည်သူတဦးချင်းစီတိုင်းကမွေးဖွားလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့တမိုင်းတွင်တဲ့ ပီးထိုးတဲ့ဒီကနေ့တိုက်ပွဲကြီးမှာကျွန်တော်ဆုံးမနေနာခံခဲ့ဒါတွေအတွက်လဲကျွန်တော်ရဲ့မိဘတွေဂုံယူဝမ်းမြောက်နေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ပြီအဲ့ဒီဒုတိယကမ္ဘာစစ်မှာဂျပန်တွေအဓိကအသုံးပြုခဲ့တဲ့ဂျပန်တွေတိစောက်ခဲ့တဲ့ဂျပန်လှိုင်းကူကိုကျွန်တော်တို့ပြည်သူအစိုးရတက်လာတဲ့အချိန်မှာအနေဒီအစိုးရခက်မှာစကိုင်းနိုင်ရဲ့ ကျွန်တော်တို့ဝင်းကြီးတွေ့နေတိုင်းမင်းပြီးတော့အဲ့ဒီဂျပန်ဂူကိုပြန်လည်မိုးမန်တိဆောက်ခဲ့ပါတယ်ပြန်လည်မိုးမန်ခဲ့တယ်ဆိုတာကရှေဟောင်းတိုင်ဂူဖြစ်နေလို့မိုးမန်ပြင်ဆင်ခဲ့ကြတာပါအခုအချိန်မှာတော့အချမ်းဘတ်ဖက်စစ်ခွေးတွေဟာသူတို့အာနာသိမ်းပြီးနောက်ပိုင်းမှာအဲ့ဒီဂျပန်လှိုင်ဂူကိုသူတို့ရဲ့ပင်မအဓိကခုခံစစ်အုံပြုဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ်ဆိုတော့တခါတည်ရင်ကြတော့လေကြီးရမလို့ငိုရမလို့ကျွန်တော်ရင်မိပါတယ်ကျွန်တော်တို့ပြည်သူအစိုးရ NLD ကလူတွေကအဲ့ဒီဂျပန်လှိုင်းကူကိုရှေးဟောင်းလှိုင်းကူဖြစ်လို့တွားရောက်မုံမှန်ပြင်ဆင်ခဲ့ကြတယ်အချမ်းမဖက်စစ်ခွေးတက်ကသူတို့ရဲ့ခံစစ်ဂျပန်လှိုင်းကူအဖြစ်သုံးခဲ့တယ် ဆိုတော့ဒီဂျပန်လှိုင်းကူကိုကျွန်တော်တို့အချိန်မှန်များစွာဖူးဖောက်ပြက်ခတ်ခဲ့ရတယ်ကျွန်တော် drone တွေဘုံချင်းလို့မရဘူးကျွန်တော်တို့76တွေကျွန်တော်တို့ AK တွေပြစ်လို့အင်္ဂလိပ်မကွဲတော့ဘူးကျွန်တော်ယင်ပြီပါဒီလိုအချိန်တွေမှာကျွန်တော်တို့ရဲဘော်လူငယ်တွေလာနဲ့ချီပြီးတော့ခဲရခဲစေတိုက်ခိုက်သိမ့်ပိုက်နိုင်ယူခဲ့ရတာပါဂျပန်တွေစောက်ခဲ့တယ်ဆိုတော့ကျွန်တော်ယင်ပြီပါတွေလည်းသဘောပေါက်မယ်မျှော်လင့်ပါတယ် ဂျပန်တွေဟာဒုရက်ဘာဆက်ဖြစ်နေတဲ့အချိန်မှာပဲအဲ့ဒီဂျပန်လှိုင်ကူကို ခိုင်မာစွာတိဆောက်ခဲ့ပြီးတော့အဲ့ဒီလှိုင်ကူမှာသူတို့ဟာစေဝါကုသနိုင်ဖို့ပြင်ဆင်ခဲ့တာပါဟုတ်ပြီအချမ်းမပတ်စခွေးတက်ခိုင်ခိုင်မာမာတဆွဲထားတယ်အဲ့ဒီဂျပန်လှိုင်ကူကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင်ကျွန်တော်နိုင်ငံမှာ ပရမအူဆုံးဖွဲ့ခဲ့တယ်ပြီးတော့ကျောင်းနိုင်ငံမှာတမိုင်းလွန်တရာကြီးမားပါတယ်ဆိုရက်တမ89တမမှုနဲ့ငစနူကော အပေါင်းအပါ189ပါအရှင်ဖမ်းမိနိုင်ခဲ့တဲ့စစ်စင်ရေမှုရန်ကုန်မှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေလည်းအရန်ကိုဂုံယူနေမယ်လို့မျှော်လင့်နေတယ် တကမ္ဘာလုံးမှာရှိတဲ့မိဘပြည်သူတဦးချင်းစီတိုင်ရလဲဘလောက်တော်ပျော်မြူးနေမလဲဆိုတာကျွန်တော်ဒီကနေပြီးတော့မှန်းဆလို့တော့မရပါဘူးဟုတ်ပါတယ်ဂူအောင်တမမှုဘုံမှုကျုံအောင်သက်ဥနဲ့အကျမ်းဖတ်ဖတ်စစ်ခွေစစ်တုံးပန်းအကောင်190နီးပါးတတိတန်းကြီးအရှင်ဖမ်းမိခံလိုက်ရတော့ဟိုဘက်ရက်ကွက်ကကောင်းလေ အော်လံပြဲသွားပါတယ်ဟာမင်းတို့ကွာလူပေါင်း190ကြီးများတော့ရှိတာဘာကြောင့်မင်းတို့ခုခံပြန်မပြစ်တာလဲဘာတွေလုပ်နေလဲမင်းတို့တမမှုနဲ့တရင်မှုနဲ့ကျန်တဲ့ယာရှိစစ်စင်ကောင်တွေလည်းအသက်ရှင်လျက်ကျမ်းမာပါလျက်ချိန်နေရက်နဲ့လူအင်အားပေါင်း190ကျော်ရှိရတဲ့အသားနဲ့မင်းတို့ဘာကြောင့်ပြန်ပြီးတော့လင်းနေတာ ျွန်တော်တို့ကလေးတွေကိုကျွန်တော်တို့လူငယ်တွေကိုကျွန်တော်ရဲဘော်တွေကိုဘာဖြစ်လို့မခုခံနိုင်တာလဲတိုက်ခိုက်တောင်မပြောဘူးเนาะကျွန်တော်မြင်မှာဘာကြောင့်မခုခံနိုင်တာလဲလေရင်ပြစ်ကိုတွေချင်းချင်းပေးထားပါရက်နဲ့ရိတ်ခါတွေလဲချပေးပါရက်နဲ့လူတလောက်လက်နဲ့တွေလဲထုတ်ပေးပါရက်နဲ့ဟော်ဝေဇာကြီးတွေလဲရှိနေပါရက်နဲ့ drone တွေလည်းနောက်ဆုံးပေါ်တွေရှိနေပါရက်နဲ့မင်းတို့လို့တော့ငါတို့ပေးနေရက်နဲ့မင်းတို့ဘာကြောင့်၄နှစ်သား ကာဝယ်ရေးလူငယ်တွေကိုမကုတ်ကန်တိုင်တာလဲဆိုတဲ့မိဂုံမျိုးစုံတွေနဲ့မို့လို့អော်လို့ပြဲလို့ခုချိန်ထိမပြီးသေးပါဘူးတိုက်ဆိုင်မှုကတဲ့တယ်ကြီးလေးလာပိုင်းဘုဖြစ်စင်မှာလေးလာပိုင်းမှာဖြစ်ခဲ့တာပါ ထပ်ပြီးတော့တိုက်ဆိုင်တာကလေးလပိုင်း కూ ရက်နေ့ဘကိုးမှာရှိတဲ့ကျွန်တော်တို့ဒါလူငယ်တပိတ်စင်ဝဲနေတဲ့အကာအရန်တွေနဲ့လူငယ်တွေကို RPG နဲ့ပြစ်ခဲ့တဲ့တမ80ခုအခုနောက်ဆုံးဖန်စီ ခြေမုံခံခဲ့ရတဲ့ရက်ကလည်းလေးလပိုင်း6ရက်နှစ်ပြီးတော့6နှစ်ပြည့်တဲ့အချိန်မှာဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူရေဖို့ရေပဲညီကိုမောင်မအပေါင်းတို့အရန်ကိုခံနာရတဲ့တိုက်ဆိုင်မှုဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေ ကျောင်းနိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်မိဘပြည်သူတဦးချင်းစီတိုင်းကမွေးဖွားလာတဲ့ရဲဘော်လူငယ်တွေနဲ့ကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေတီးတီးဟာကျွန်တော်မိဘတွေစီလက်ထွဲကိုမတရားအာဏာသိမ်းယူထားတဲ့ကျွန်တော်တို့ပြည်သူပိုင်ပစ္စည်းမှန်သမျှလုံးစုံပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်းတိပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ချင်ပါတယ်နောက်လာတဲ့ဗီဒီယိုတွေကိုဒီတက်ပို့ကောင်းကျွန်တော်စူးစမ်းပေးနေပါတယ် လက်နက်ပေးစစ်ပေးကပေးကြောက်နေတယ်ကျောင်းရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးကြည့်စီတယ်ဘေးကနေကင်းရှင်းပါတဲ့ကြောင့်လေးလေးနဲ့ဆူတောင်းရှင်းနေကျွန်တော်ရဲဘော်ရှမ်းလိုက်ပါ